နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဇူလိုင်လ၁ရက်အင်္ဂါနေ့ မ္မရာဇဝင်ပထမဆုံးခန်းကြီးတစ်ဆက်နဲ့အငယ်တစ်ဆက်ကိုမှ25လူပေါင်းတို့ကကိုရောဟိကျွန်းတို့ဒီမတေရမီအကြောင်းကိုရောဟိဖျားခင်ထာရာဖျားအားကိုရောကျွန်းတို့အဖို့ဆုတောင်းတော်မူပါအကျွန်ုပ်တို့သည်ရှင်ဘရင်ကိုတောင်းတော်အားဖြင့်အထက်အပြစ်များတို့အပေါ်မှာထက်၍ဒုစရိုက်ကိုပြုမိပါပြီဟုရှင်မွေလာအားတောင်းပန်ကြ၏ရှင်မွေလာကလည်းမစိုးရင်ချမ်းနဲ့ ဤဒုစရိုက်အပေါင်းကိုပြုမိတော်လဲသာရဖျားနောက်တော်သူလိုက်ရမှမလွဲကြနဲ့သာရဖျားကိုစိတ်နှလုံးအကျွမ်းမဲ့ဝတ်ပြုကြလောဂျေဇုမပြုမကယ်တင်နိုင်အချင်းဤဖြစ်သောအရာတို့နောက်သို့လမ်းလွဲ၍မလိုက်ကြနဲ့တို့တို့သောအရာသည် အချင်းဤတသက်ဖြစ်၏သာရဖျားသည် မဟာနာမတော်ကိုထောက်၍မိမိလူတို့ကိုစွန့်တော်မူသာရဖျားသည်သင်တို့ကိုမိမိလူအရာ၌ ခန့်ထားခြင်းကအလိုရှိတော်မူပြီးငါမူကားတင်တို့အဖို့စုမတောင်းဘဲနေသဖြင့်ထာရဖျားကို ပြင်မာခြင်းအမှုသည်ငါနှင့် ဝေပါစေတော်ကောင်းမွန်ဖြောင့်မတ်သောလမ်းကိုလည်းတင်တို့အားငါပြတတ်ဥမီတို့ရတွင်ထာရဖျားကို ကြောက်ရွံ့၍တစ္ဆာနှင့်တကားစိတ်နှလုံးအကျွင့်မဲ့ဝပြုကြလောတင်တို့အဖို့အဘယ်မြောက်လောက်ပြုတော်မူပြီးဒီကို အောင်မေ့ကြလောသူမဟုတ်သင်တို့ဒီဒုစရိုက်ပြုမြဲပြုလျင်ရှင်ဘီရင်နဲ့တကွပျက်စီးခြင်းတို့ ရောက်ရကြလိမ့်မည်ဟု လူများတို့အားပြောဆိုလေ၏ငါမှုကသင်တို့အဖို့စုမတောင်းဘဲနေသဖြင့်ထာဝရဘုရားကိုပြစ်မှားခြင်းအမှုသည်ငါနှင့်ဝေးပါစေတော့ ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး32ခန်းငယ်23ဆုတောင်းပေးခြင်းအပြင်တပားသူကိုချစ်ခြင်းအမေသာကျွန်တော်အတွက်ဆုတောင်းမပေးခဲ့ရင်ဒီကနေ့ကျွန်တော်ဘယ်မှာရှိနေမလဲဆိုတာကျွန်တော်ကိုယ်တိုင်မသိဘူးသေသွားကောင်းလဲသေသွားနိုင်တယ်ဟုကျွန်တော်တငယ်ချင်းရာဟင်ကပြန်ပြောင်းပြောပြသည်သူသည်ယခင်က မိုးရစ်ဆေးဝါးရမ်းဝယ်မှုနှင့်ထောင်ချခဲ့ဘူးသည့်ဆေးသမားဖြစ်သည် ကျွန်တော်တို့ကော်ဖီဆိုင်၌ထိုင်ရင်းသူက သူ့မိခင်ဤဆူတောင်းချက်ကသူ့အသက်တာကိုမြည်တို့ထူးခြားပြောင်းလဲစေခဲ့သည်ကို ပြောပြသည် အမေကိုကျွန်တော်ဘလောက်ပဲစိတ်ပြက်ခဲ့ပြက်ခဲ့သူကကျွန်တော်ကိုချစ်မြဲချစ်ပြီးကျွန်တော်အတွက် အမြဲဆူတောင်းပေးခဲ့တယ်ကျွန်တော်အတော့ကိုဒုက္ခရောက်ခဲ့ပြီး အမေသာဆုမတောင်းပေးခဲ့ရင် ကျွန်တော်ဘဝကပိုဆိုးမယ်ဆိုတာကျွန်တော်သိတယ်ဟုသူကဆိုသည်ဓမ္မရာဇဝင် ပထမဆောင်၌တပားသူနှင့်ဘုရားသခင်အပေါ်ဆုတောင်းခြင်းအားဖြင့်တစ္ဆာရှိခဲ့သူပရောဖက်ရှမွေလအကြောင်းပြောထားသည်ဣသရေလလူမျိုးတို့သည်၎င်းတို့၏အနာဂတ်အတွက်ဘုရားသခင်ထက်ရှင်ပြန်အပေါ်အားကိုးယုံကြည်လျက်မျှော်လင့်ချက်ထားရှိခြင်းကြောင့်ရှောလူကိုဘယင်ဖြစ်တင်မြောက်သည့်နေ့တွင် ပရောဖက်ရှမွေလအလွန်စိတ်ပြက်ခဲ့ရသည်။ဘုရားခင်သည် အချိန်အခါမဟုတ် မုံတိုင်းကြစေလျက်သူ၏မနှိမ့်မြှို့မှုကို ဖော်ပြခဲ့၍ဣသရေလလူမျိုးတို့မှ၎င်းတို့၏ဆုံးဖြတ်ရွေးချယ်မှုအတွေ့နောင်တရစေသည်။သို့နှင့်ပရောဖက်ရှမွေလအားသူတို့အတွက်ဆုတောင်းပေးရန်တောင်းလျှောက်ရာရှမွေလကငါမူကားသင်တို့အဖို့ဆုမတောင်းဘဲနေသဖြင့်ထာဝရဘုရားကိုပြစ်မှားခြင်းအမှုသည် ငါနှင့်ဝေးပါစေတော်ဟု မိန့်တော်မူခဲ့သည်တပါးသူအတွက်ဆုတောင်းပေးခြင်းသည်မိမိနှလုံးသားနှင့်အသက်တာ၌ဖျားရှင်ကိုဥထိတ်ထားခြင်းဖြစ်ကြောင်းပရောဖက်ရှမွေလကကျွန်ုပ်တို့ကိုတတိပေးနေသည်တပါးသူတို့အတွက်ဆုတောင်းပေးခြင်းဖြင့် လူအပေါင်းတို့ကိုကျွန်ုပ်တို့မြေတားပြသောအခါဖျားရှင်သာပြုတ်ပေးနိုင်သည့်အမှုအရာကိုမြင်တွေ့ရရန်ကျွန်ုပ်တို့အခွင့်ပေးခြင်းပင်ဖြစ်သည် ်ထိုအခွင့်အရေးနှင့်ကျွန်ုပ်တို့လွဲချော်မသွားလိုသည်မဟုတ်ပါလားတတမန်ဒီဆုတောင်းခြင်းကဖျားကိုဥထိတ်ထားရန်တင့်ကိုမြည်တို့မဆသည်နီယနေ့တပါသူတို့အတွက် သင်မြည်တို့ဆုတောင်းပေးမည်နီခိုင်မာတည်ကြည်သောကဲ့တင်ပိုင်ရှင်ဖျားကျွန်ုပ်အတွက်ဆုတောင်းပေးခြင်းကြောင့်ဂျေဇူးတင်ပါ၏ရှမွေလာ၏ပုံသက်တွေကို လိုက်လျှောက်ရန်နှင့်ဆုတောင်းခြင်းအားဖြင့်တပါးသူကိုချစ်ရန်မာဇာတော်မူပါတခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင် နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။